တင်းကျပ်အစနဲ့တင်းကျပ်နောက်ပိုင်းမိမိတို့အိမ်မှာဆောင်ရမယ့်အရာတွေကိုဆရာမမျှဝေပေးလာတယ်။တင်းကျပ်အစမှာမိမိတို့အိမ်အဆောင်သို့မဟုတ်အလုပ်ခန်းမှာငလာရှိသောပစ္စည်းများဘလို့ဆောင်ရမယ်အသုံးပြုရမယ်ဆိုတာမော်ပလိုင်ကပြောပြပေးလာတယ်။တင်းကျပ်မှာလူတွေဟာနှစ်တိုင်းတစ်ခုမဟုတ်တစ်ခုအကြောင်းအမျိုးမျိုးနဲ့ဖြစ်တတ်တယ်မတော်တဆမှုတွေကစိုးရိမ်ဖို့လဲကောင်းကြောက်စရာကောင်းတဲ့အရာတွေလည်းဖြစ်တယ်။လေးလပိုင်း2025တင်းကျပ်မှာ ခီးသွားတဲ့သူတွေဟာဒီအရာတွေကိုစောင့်သွားရင်အကောင်းဆုံးပါဆိုလဲကစိုက်ကဲဆိုလဲစိုက်ကဲခြေချင်းဆိုလဲခြေချင်းမိမိတို့အိတ်ထဲမှာစောင့်ထားလဲရတယ်။ဓမတ်တွေသွားလာရင်စောင့်သွားဖို့အကြံပြုထားတဲ့အရာကယုံလို့ခေါ်ပါတယ်။ယုံအဆောင်ကခီးထွက်တဲ့အခါစောက်လျှောက်ပေးတာကိုကိုစားပြုတယ်။ဥပမာကားဖြစ်ဖြစ်စိုက်ကဲဖြစ်ဖြစ်ခီးထွက်ရင်တင်ကားတယောက်ပဲလားဒါမှမဟုတ်အဖော်နဲ့လားဒါမှမဟုတ်တခြားတယောက်ယောက်ကမောင်းပြီးတင်ကားလိုက်စီးတဲ့သူဆိုရင်မတော်တဆမ မှုကိုဖြစ်စေနိုင်တယ်။ယုံကိုဆောင်သွားပါတယ်ရှင်။တကယ်လို့ယုံကိုရှာမတွေ့ခဲ့ရင်အလုံးနဲ့ရင်းနှီးပြသဖြစ်တဲ့ထောင်ဝိစုဝံရုပ်ထုကိုဆောင်သွားပါ။ထောင်ဝိစုဝံရုပ်ထုကိုမတိတဲ့သူတွေဆိုပြီးခဲ့တဲ့6လလောက်ကကိုလိုက်ရွှေရီမမီတာကိုရောင်းနေလီမယားနှစ်ယောက်ကိုမမီကြတယ်မလား။အဲ့ဒီလီမယားကအပြင်ကို ပြန်ရောက်လာတာမကြသေးပါဘူးရှင်။သူတို့လီမယားရဲ့ရွှေဆိုင်အရှိမဒီအောင်ဘလူးရုပ်ထုအကြီးကြီးကိုတွေ့ကြတယ်မလား။ အဲ့ဒါထောင်းဝိစုဝံပါထောင်းဝိစုဝံကဘာကိုကိုစားပြုတာလဲဆိုရင်ငွေကြေးနဲ့ဆိုင်တဲ့အလုပ်ကိစ္စတွေကိုကန်ကောင်းစေတယ်ကိုစားပြုပါတယ်ယုံယုတ်ထုမရှိရင်ထောင်းဝိစုဝံကိုတွတ်တွတ်လလဆောင်လို့ရပါတယ်တတိလေးလေးရပါတယ်ရှင်ကန်ကောင်းစေဖို့အတွက်တင်းကျန်ကာလမှာရောတင်းကျန်ပြီးနောက်ပိုင်းမှာရောဒီဖရားနှစ်ခုကိုကိုယ့်ရဲ့အိမ်ဥက္ကမစောင်းထားပါဖရစီဝလိနဲ့ဖရဥပကုပါဖရစီဝလိနဲ့ဖရဥပကုအငယ်ယုတ်ထုတွေလည်းရှိပါတယ်တကယ်လို့အငယ်ယုတ်ထုတွေ မရှိရင်ဓာတ်ပုံအဖြစ်ရပါတယ်။နဲ့ရောက်တာနဲ့ price ဝလင်းနဲ့ price ဥပကုအတွက်ပထမတစ်ခုအတွက်အမွေးချောင်း၃ချောင်းထိုးရမယ်။နောက်တစ်ခုအတွက်အမွေးချောင်း၇ချောင်းထိုးရမယ်။လေးဆက်ပြီးလိုရမှာကလိမ္မော်ကြီးဒါမှမဟုတ်ပန်းကိုရှာပါ။ငယ်လို့များကိုယ့်ရဲ့အိမ်မှာလိမ္မော်ကြီးမရှိခဲ့ရင်ဒီပန်းလေးကိုတိကြတယ်မလား။နေရာတိုင်းမှာရှိပါတယ်။ဒီပန်းကအဖြူရောင်အဲ့ဒါကိုအိမ်မှာကတ်လို့ထားပါ ပန်းကလည်းအဖြူရောင်ပဲဖြစ်ရမယ်။ပန်းလေးလိုပဲကိုယ့်ရဲ့ကံကလည်းမွေးလာမယ်လို့ဆိုပါတယ်ရှင်။အမတ်ငါကတော့စီးပွားရေးသမားတွေအတွက်ဒီရုပ်ထုကိုဆောင်ရမယ်တဲ့ရှင်။စီးပွားရေးသမားတွေနဲ့ကိုပိုင်ဆိုင်ရှိတဲ့သူတွေကဘာလို့ရမလဲဆိုရင်အမွေးကြောင့်အနက်ရောင်16ကြောင့်နှင်းစီအနီကိုပွေလိမ္မော်ရီတို့နဲ့တင်းချန်ကာလာမှာစုတောင်းရမယ်။ကျမ်းမပြောပြတဲ့အချက်၅ကြာလေးလပဲတရက်နေ့ကနေ22ရက်နေ့အထိဖြစ်ပါတယ်ရှင်။22ရက်နေ့နောက်ပိုင်း2-9အထိမှာအလုံးကံကောင်းကြပါ ပါစေ။ပြောပြပေးလာတဲ့အချက်တွေအားလုံးဟာတင်းကျပ်ကာလနဲ့တင်းကျပ်နောက်ပိုင်းတွေအတွက်ဆ ्याम တ်ပြောပြလာတာကိုပြန်လည်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ရှင်။လူတိုင်းဟာကိုယ်ယုံကြည်ချက်နဲ့ကိုယ်လိုမယုံလဲဘာမှမဖြစ်ပါဘူးရှင်။အဆက်လည်းမကုန်ဘူး။ကိုယ့်ရဲ့အိမ်မှာရှိသောအရာတွေနဲ့လုံဆောင်လို့ရတာဖြစ်တဲ့အတွက်အားလုံးအတွက်အကျိုးရှိမယ်လို့လည်းထင်ပါတယ်ရှင်။ comment မှာဆ ्याम တ်ပြောပြတဲ့အချက်တွေအားလုံးကိုအသေးစိတ်ရေးပေးသွားပါမယ်ရှင်။